သံဃာလုံးမှာဘယ်နဲ့ဖြစ်ပြီးကြတာနေခဲ့ကြကုန်လို့မေးလို့ရှင်းအရင်ကမရခဲ့ဘူးတဲ့ဇာတ်ရှင်ဒုရမကြီးကဟောနော်အပေါင်းကငါခင်လို့မနေ့ကပြောဘူးပြောပါဘူးအပေါင်းကဒီကပြည့်ဝိဇာနှဲ့ဝိဇာသုံးဝိဇာလေးဝိဇာငါးဝိဇာအပေါင်းငါးခင်ပဲဝိဇာကလည်းဆက်ပါလိမ့် ဒဂရမတို့အဝိဇ္ဇာသမယာတို့သမျိုးနဲ့မှတ်နေတဲ့ကုသမောင်တို့ကဘယ်မျိုးပါလဲသင်္နာမောက်ဆိုတဲ့အဝိဇ္ဇာမှန်တတ်တာဒဂရမတို့ကံကံဤကျိုးတော်မယုံကြည်နိုင်တဲ့မယုံကံကံဤကျိုးတော်မသိတဲ့ဉာဏ်ကိုဖုံးတာသင်္နာမောက်ဝိဇ္ဇာကကမ္မတရဉာဏ်ဖုံးတာမင်းနံပါတ်ဝိဇ္ဇာကဒဂရမတို့နာမည်မသိအောင်နာမ်ရူပပြိစ္ဆေဗဉာဏ်ဖုံးတာ ဘုန်းတော်မအဝိဇ္ဇာကဒကာရမတို့ခမည်းတော်တို့နေတိုင်းပင်နေတယ်ပရိစ္ဆာသမုပ္ပအကြောင်းစုမသိအကြောင်းစုသိမှညာဖို့ပရိစ္ဆာသမုပ္ပဒီတော့အကြောင်းစုမသိအောင်ဘုန်းတော်ညာသုံးနာမဝိဇ္ဇာဆိုတာမိုက်စမ်းပါလေးနာမဝိဇ္ဇာကခန္ဓာထဲမှာဖြစ်လိုက်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 အိစ္ဆာလေးတွေဟာသူ့ကြရဲ့သားနဲ့ ္ဆာကိုကြံပြီးတော့ဖုံးထားတဲ့ဝိညာဉ်ကရှိသေးပါဘူး။ဝိညာဉ်ရာဝိညာဉ်ကလက္ခဏာရဲ့အကြောင်းမှဖုံးထားတယ်။သင်္နာမောကာမတေတံနမနံဘကနာရူပပရိစ္ဆေတံသဘောကြသုံးနာမကပြည့်စုံပရိက္ခဏလေးနာမကဥပဒနာညာရှင်းမလားဌာနဘကမညာသစ္စာအဆုံးဆိုတာမိစ္ဆာလို့ဆရာဘုန်းကြီးကတော့မဟုတ်ဘူးဟုတ်ပါဘူးအဲဒီသစ္စာအဆုံးဖြစ်တဲ့မိစ္ဆာမတွေ့သေးလို့ရှင်းရင်လည်းဌာနမဝိဇ္ဇာကဖုံးတယ်ဟုတ်ပါဘူးဒါ ဒီဓမ္မတော့ဥစ္စာဘယ်နဲ့ကက်ပါလဲ။ဒါဖြင့်အလင်းရဲ့ချက်ကိုအပေါင်းလေးကအုပ်နေတယ်ဆိုတာသိကြပါလား။ဒီဘက်ကနေ၅ခုကဘာပါလဲနေရာဓမ္မတို့။မောင်၅ခု။မောင်၅ခင်ဆိုတာဝိဇ္ဇာ၅ခင်ဆိုတာ။သဘောကျလား။ကျပါပါ။မောင်ငါခြင်းဆိုလိုက်ကြသည်မောင်ငါခြင်းဖြင့်အလင်းငါကျအုပ်လိမ့်မှန်ပါမောင်ငါခြင်းဖြစ်ခဲ့တော့အလင်းငါကျအုပ်ပါ ဟောရကာမသက္ကတညာဒီကံလူတန်းတဲ့ကာမသက္ကတညာသဘောကျလားဟောရကမိမိရဲ့သဏ္ဍာန်သိတဲ့နာယုတ်သိတဲ့နာမရူပပဲသိကြညာဒါအလင်းတစ်အလင်းနှစ်သဘောကျလားဉာဏ်စရာလင်းနေတယ်ကောင်းပြီဝက်ကနေဒီကကပဋိစ္စသမုပ္ပါဒ်ခန္ဓာပဋိစ္စသမုပ္ပါဒ်ကိုသိတဲ့ညာဆိုတော့ပြည့်စရာပဲကညာမှန်ပါဘူးဒါလည်းအလင်းတစ်ခုနော်မှန်ပါဘူးဒီကက စိတ်တာဖြစ်တာလေးတွေခန္ဓာကိုယ်ထဲမှာအနိစ္စရှိတယ်အနိစ္စကိုသိတဲ့ဉာဏ်လေးဟာလေလက္ခဏာဉာဏ်ဆိုတဲ့ဥစ္စာလေလေးနံပါတ်အရင်မှာသဘောကြဒီဘက်ကနိဗ္ဗာန်မြင်တဲ့ဉာဏ်ဟာလည်း၅နံပါတ်အရင်မှာအလင်းကံလေးအလင်းကံမျိုးကိုအပေါင်း၅ရင်းကအလင်းကံမျိုးအပြဲဥစ္စာဒါကတော့သဘောမရအောင်ဥစ္စာ ဥမာကမ္မတက်ကဲ့ညာဘုရားဝါဒမှာရှိပြီးသားခွာမနေနဲ့တော့မောင်းနေကြွားပြီးမှန်ပါဩမနေတဲ့တုန်းကနန္ဒရဲ့ဖိတ်ကြည့်တာပဲလို့သိနေတယ်ဒါနောက်ကကြွားမနေတော့ဘုဆုံးအောင်ကအပူမှန်ပါမကကြွားတော့ဘူးအဲဒါကြောင့်ခန္ဓာကိုယ်ကြီးကဘယ်ချိန်မှာပါလဲပေါ်ပေါ်ဒါပြစ်ချက်မဟုတ်ပါသေးပါလားလို့သိနေပြန်လို့ရှိရင်လည်း ုံးတော့ပါရတယ်ဒကာရမတွေကနောက်ထပ်လုပ်နေလို့လူသေးမလိုပါဘူးအဲ့တော့ဩဆုံးတော့ပါသေးပြီပြည့်ပြည့်စုံမြန်မာပြည်တပည့်တော်ဖြင့်ဖြစ်တာလေးတွေဖြစ်တာလေးတွေခန္ဓာကိုယ်ထဲမှာရှိတဲ့ရေခိုင်ရင်းသွေးတွေဖြင့်ရုပ်ရှိတဲ့ပုဂ္ဂိုလ်ရုပ်ဖြစ်ပြမြင်တယ်နောက်ဆုံးဒီနေ့ကျတော့ခန္ဓာကိုယ်ကဖြစ်ပြနေတယ်ဆိုလို့ရှိရင်ပဲတဲ့၄ရက်ကွာလို့ပြောပြမှန်ပါဒါဖြင့် ်ဘုရားရဲ့ဒီကားလို့ဆိုရင်ဒီတရားနာရီကိုကြာပြီးလုံလဲလို့ပါဒီလိုဘယ်ကစားလို့ပါပါတော့လို့မေးလို့ရှိရင်ဒကာဓမ္မတွေစိတ်တွေနှစ်တွေသုံးတွေလုံးနေလေးကလာစားလို့ဟာပါဒီကဓမ္မတွေကျတော့လေးကလာစားလို့ပါလို့ဘုရားဆိုက်ကြတယ်နော်ဘယ်နံပါတ်ကစလို့လေးကံပါတ်ကစလို့ပြစ်ပြကတာစလို့ဘုရားကတဲ့နံပါတ်အားများတဲ့မိစ္ဆာရိုးရတာနားလည်တယ်ဘုရားက ိဝါရေးရတာနားလည်ပဲသမထရဏမြန်ရာဝိဇ္ဇာမလို့လဲနိမ့်နာတော့ဆရာဆရာဘုန်းကြီးကအာပြောကြတာကရုပ်ဝိသွားတာပြောကြတာကနံသွားတာရုပ်ဝိသာသနာကနံသွားတာကရုပ်ဝိဆိုတော့ဘာပဲလုပ်ပြန်လုပ်ပြန်လုပ်ပြန်တာကနံပဲလုပ်ကြတာရုပ်ကြီးမှတ်လိုက်လို့ရှိရင်ဓာတုပွဲပြီးကြလားဘုန်းနေနဲ့နေဖို့လိုသေးမလို့တော့ဒီလိုစလို့နေတဲ့ကိစ္စမှာပါတယ် ကိုယ်ကျန်နေပြီးတော့နေရာကနေဒီဓမ္မတွေသုတေဘာမှအပြင်းပြင်းမရှိပါနဲ့ဆိုတာကိုလည်းသတိပေးလိုက်ပါလေ။ဒါပြန်နေရာကတည်းကဘယ်ကစလို့ပါလဲဆိုတော့ဓမ္မတွေဆရာတော်ကဆရာပွားပေးတာကသုံးချက်ပြီးပါပြီ။ကိုယ်ရင်ပွားရမှာတစ်ချက်သေးပါ။လေးနာမှာတော့ကိုယ်ရင်ပွားရတယ်။လေနာမဝိဇ္ဇာသုံးနေတာတော့ပြန်မင်းမြောင်ကြည့်ရတယ်လို့ဆုံးမှာမှန်ပါမင်းမြောင်ကြည့်ရလို့ သစ္စာနဲ့သစ္စာလေးတွေမြင်နေပါပြီလို့ဆိုလို့ကျန်မကျော့ပါနဲ့တော့တဲ့ဒီကဓမ္မကြီးသစ္စာနဲ့သစ္စာနဲ့လေးနာပါဆိုလို့ချင်းနာနာပါကဝိဇ္ဇာဥဒ္ဒဘာကြီးဖြစ်တော့ဝါသတ္တဝိနဲ့ရတာသဘောကျရှင်းမလားရှင်းပါဘူးဒါပေမဲ့သတ္တဝိနဲ့ရာဇင်းတောင်းနေကြလို့ဆိုလို့ချင်းဒီနေ့သူတို့လည်းပြောရပါကဓမ္မကြီးလေးနာပါရှင်းပြဖို့ရည်ရှိမှန်ပါ ပါပါတယ်ဗျာလေးမှန်တဲ့ရင့်ကျက်ဖို့ပြန်အခုတည်းရေးကြည့်ရတယ်မှတ်ပါဒီလိုစိတ်ဓာတ်တွေပြန်နေတာမှပိုင်တာပဲတရားဓမ္မလေ။မှန်ပါဗျာ။နေနာပါလို့ကကွာလို့လာရင်သူပြည့်ကြီး။အသိကြီးစိတ်ကြီးတွေ့ရတာပဲ။သဘောကျလား။မှန်ပါဗျာ။အဲ့တော့ဒီမှာကိုယ်ကဟောငန်းနာမှနီးပြီဆိုတဲ့စိတ်မလာဘူး။ ဒါကတော့သဘောကျတယ်။ရပါပါ။ဟာငါရတော့မှာပဲ။မလားရှင်နဲ့။တရားနာတာကတော့ရတာမှာပဲဆိုတော့ကတ်နေတယ်လေဒီကားကား။မှန်ပါ။အဲ့ဒီမှာငါရတာမှာပဲကုလေးနာပါ။ဒီပြည့်နေချင်းစိတ်ကြီးကလာနေတော့ငါဒီရတာမှာပဲလို့ဆိုတော့မှဒီစိတ်မျိုးနဲ့ပေါ်ကြံပေါ်။ပေါ်ပါ။ဘာ။ပေါ်ပါ။ပေါ်နေတဲ့ခြင်းနဲ့ကျဲဒါကဓမ္မလို့တဲ့။ ဝိဇ္ဇာပြောင်းလာတာမှန်ပါပါကျန်တာအဝိဇ္ဇာပြန်မှန်တာပြန်ဝင်နေတဲ့လူတွေနဲ့ဆက်နေရဖြစ်ပြာမမင်းပြည့်တော့ရောက်လာတဲ့ရင်ပြည့်ပြီလားအောင်လို့ဆိုတော့ဒါကဓမ္မတွေသဘောပါပါဒီကရောက်ပြန်တဲ့သနာကပါလာပြီမှန်ပါဒီချိန်မှာသနာဟောင်းပြန်နိုင်သေးပဲလူရဲ့ကနာကသနာပဲမှန်ပါကျန်တာအဲ့ဒီမှာရောက်လာတာပဲဒါက ဖြစ်တဲ့သိစိတ်ကလူများတော့မှာပဲရှင်ပါရဲ့ဆိုရင်လည်းပြုတ်ပြတ်သဘောပါမှန်ပါသဘောကျပါဒါကမှဒီကြောင်ကောင်းကောင်းနားထောင်ပါမှန်ပါဒီကြောင်နဲ့ကောင်းကောင်းနားထောင်ပါဒီနားမှာပြုတ်ပြတဲ့လူတွေကဘုန်းကြီးတို့ကတရားပင်းတဲ့ပုဂ္ဂိုလ်ဆိုတော့အိုးဒီကကြီးပြုတ်ပြတာမှန်ပါကြရမှာမြမရဲ့ဆိုလည်းသင်ပြုတ်ကြပြီ။ဘုဇမ။ဘာရပြုတ်ကြတယ်ဆိုတာသဘောကျ။ရလို့လည်းကနာထုတ်တယ် ဘုရားပြုတ်လိုက်ပါလေသာသနာ့ဒီကံကရာတော့ဖြစ်တဲ့စိတ်ဓာတ်ကံဖြစ်တဲ့ကျဲတော့ဖြစ်တဲ့ကျဲပါတော့ဘယ်နဲ့ကြောင့်ကျဲပါလဲလို့ဆိုရရလို့တဲ့ကံနဲ့အဝိဇ္ဇာရောပြီးကြောက်ခုတယ်တဘောရရရတဲ့ကံနဲ့ဝိဇ္ဇာနဲ့ကြောက်အင်းကြောက်ဖို့သွားတဲ့ွယ်တဲ့ပြန်ချင်းရအောင်တော့မကူသမောင်သုရင်ပြန်ပေါ်မှန်ပါပါမကြောက်ဘူးလားသူကလေကောင်းကောင်းသဘောကျရတော့ အဲဓမ္မတို့ဒီရေးဟာမသေးပါဘူးလက်တွေ့ပြမှာရတာနော်မှန်ပါပါဆိုတော့မှန်ပါနိဗ္ဗာန်ရလိမ့်မယ်ပြောနေရတာဟုတ်ပါဘူးမှန်ပါနိဗ္ဗာန်ရလို့သူ့မိကိုသေသေးချာချာဉာဏ်ဉာဏ်ဒီခုတ်တွေ့မဒီခုတ်တွေ့ဒီခုတ်ကိုဘယ်လိုပြန်မှာဒီလိုပြောပြလိုက်ဆရာမရှိဘူးဆိုရင်တော့ပြန်ဘယ်နည်းနဲ့မှမရပါဘူးဆိုတော့မှတ်ထားပါမှန်ပါသဘောပါကြဂိုင်းဒါပြန်ရ ရကျင်တဲ့စိတ်ကလေးရတယ်နိကန်တိလို့ခေါ်ပါတယ်နိကန်တိဆိုတာနှိပ်တဲ့ကနာလေးရှင်းမလားတနာဆိုလို့ရှိရင်ဝိညာဉ်နဲ့ကြောပါလားဒါကြဲဒကာဓမ္မတို့လေနာမသီးပောက်ကပြီးမှလေနာမဝိညာဉ်ကလားလေနာမကနန္ဒဘကူးတော်မယ်လို့နီးရနီးတော်မှာပဲဝိညာဉ်ကဆိုတော့လေနာမဝိညာဉ်ကငါအရှင်ရောက်လာပြီသူပြီးကာလဆိုတော့ပြောင်းဝင်တာ သဘောကျကျောင်းဝင်တားလိုက်တယ်နော်တားလိုက်တော့ဒကာရမဝိသေးတာကအဝိညာကပြန်ဖုံးပြောက်ဖုံးနေတော့ခုနကလည်းမသုံးပြန်ရအောင်လို့ဖြစ်ရလို့တဲ့ဒကာရမတို့ရောက်တော့မှာပဲရတော့မှာပဲရောက်တော့မှာပဲရတော့မှာပဲဆိုတဲ့ညာဖြစ်လိုက်တာညာဆိုလိုက်တာရှင်းရဘယ်လိုညာဆိုတာအဲ့ကိုသမောဖြစ်လိုက်တာညာဆိုတာတော့ကြောက်ချက်ကောင်းတယ်ရှိရဲ့ ဒါဖြင့်တပည့်တွေကိုယ်လိုလိုပါပါတော့ဗျာပြည့်ပြည့်စိတ်ဦးပြည့်ပြည့်စိတ်ကလည်းငါကလိုက်နေပါပါပြရမလားပြပြစိတ်ကလားဆန္ဒလိုက်နေဘယ်မှာမကွာဘာမှလည်းမတွေ့နဲ့ဘယ်ရကျင်နေဘယ်ဆက်ကျင်နေအနည်းကြီးဒါရမလားကြီးနဲ့ဒါကြောင့်မှမှန်ပါမိကြီးဆိုတာကမလားကြီးနဲ့ပြန်ရင်းရလားပြန်ပြမှာဆိုလို့နမောလို့ခြင်းဖြင့်ဒါတော့မပြောပါဘူးဒကာရမတို့အဲဒါဖြင့် ဒီလိုစိတ်နေတယ်ဆိုတော့ကျင်းဒီလိုနဲ့မနဲ့ကအချိန်ရတော့ဒီစမမလုပ်ပါဘူးကဲကျင်းရတာမြေလိုက်ကိုရအမှန်သဘောကျပြောဒီစင်နဲ့မနဲ့ကဲနေလို့ကျင်းကျင်းရတော့ဘယ်ကမှမင်းနဲ့ရောက်နေတဲ့ကျင်းကနိဗ္ဗာန်ရတော့မှာပဲဟာသတ္တဗံပြီးတော့မှာပဲဒါကြမလားကျင်းနဲ့ဘုမမလားကျင်းနဲ့ဒီဆံကမလားကျင်းနဲ့ကလည်းရမှာပဲ ဒီနေရာလေးကအောက်ပြန်ဆင်းတဲ့နေရာမျိုးကိုသုံးအောင်သတိထားပြောနေပါလေ။အောက်ပြန်ဆင်းတဲ့နေရာမျိုးဒီကံတရားနာနေကြတဲ့ဓမ္မတွေကဘုန်းကြီးတွေဓမ္မတွေကအကုန်ကြီးကြီးဒီအလုံးလုံးနေကြတဲ့ဓမ္မတွေဖြစ်လို့ဩဒီကနေဒီကရာကျွန်တော်ကပြန်ကြလို့ချင်းတော့ကြကြတာအကျက်ခိုင်မှမှဆိုလို့ကိုသုံးအောင်ဒီလောက်ပြီးတောင်းမှပြောနေတယ်။ဟုတ်ပါဘူး။ဘဝရင်းနေဒါပြန် ဘယ်လိုမရမှာတော့ဆိုတဲ့စကားကိုပဲရှင်းဆက်ကြပါစို့ဒဂရမကသူကဖြစ်တဲ့ကပြားတယ်ကျန်းတော့လည်းကျွတ်ရလိုက်နေလို့ပဲဒါကြောင့်နာမရူပကပြိပါဒသမိန်နေဝံသူရစ်တဲ့တော့ပြစ်ပြစ်သမားယူกว่าဒီညာဒီညာငယ်ညာတော့ကျန်လာမှကြီးရဲ့ဒီသူတို့ကမြင်တဲ့ညာဟာမှန်ပါဘူးရဲ့ညာတော့ကျန်လာမှကြီးတဘောကြကြပါဘယ်လိုမရဖြစ်ပါဘူး သံဃာရဲ့ရုပ်သက်သိယူကြည့်နော်တဏ္ဍာမူဝပြိစ္ဆာကျမ်းကလာလို့ကိုသမောင်ပေးချပြောနေတယ်ပါပါဒါပြန်ရင်ဒုက္ခဥစ္စာကြွားပြီးတဲ့ပုဂ္ဂိုလ်များဟာသူ့ပြည့်နဲ့မဲ့နေပြန်ကဲ့နေပြီဆိုတော့ရတော့မှာပဲစိတ်မဝင်ပဲနဲ့ဘယ်ဟာမှကြိလိုက်တာကြာဆုံးမခံပဲနဲ့ဒီလိုစမ်းပါလို့ပြောတာပါပါသဘောပါရဲ့ကိလေသာကြောင့်ဖြစ်နေတော့အဲဒါဓမ္မကျိုးတွေ ီညာပါဖြစ်လေတော့သမောင်ပါတယ်ညနေရေနော်သရုပ်ကနိုင်ရလာပြီနော်အဲရင်းလာတဲ့ဒီနေ့ကျတော့ခင်ဗျားတို့ကရင်းကြံလို့ရင်းရတာလားအမြင်များလို့ရင်းတာလားဒါပြန်ပရိပါဒသမေမေဝဧဝံဤတို့ပရိပါဒရင်းကြွခြင်းလေဧဝံဤတို့ပရိပါဒရင်းကြွတဲ့အချိန်တိုင်း တဲ့ရုပ်ကြက်တဲ့အချိန်တိုင်းမှာဒီညာလေးပြည့်လို့ဟောမယ်။ဟုတ်ပါဘူး။ဉာဏ်များလေးလေးပါပြည့်လို့ပြည့်ပြည့်ပါဘူး။ပရိသဝိဇ္ဇာဘာဝနာတဲ့ဘောဓံကြီးဟောတာဖြစ်ဖြစ်ဒါဖြစ်ဖြစ်ဒါမိသဘဘောဓံကြီးပါလေဘာမှဒီနေ့စိတ်ဓာတ်မရင်းနဲ့ကိုသမောရ။ဟုတ်ပါဘူး။ဒါလည်းမင်းကဘောဓံပရိပါဇဓမေရံပရိပါဝိဇ္ဇာဘာဝနာနောက်ကြတော့ဘယ်နဲ့ပြင်မလို့လို့မျိုးဖို့မလို့။ဟုတ်ပါဘူး။ဉာဏ်ကဓမ္မတွေ ဟောတာသွန့်ပါလေ။မှန်ပါ။ဒါသွန့်တယ်ဆိုတော့ဒါပါပါလေညာဓမ္မလေး။ဟုတ်ပြီသွန့်။မှန်ပါ။သွန့်ပြီဒီကလာသူကသက္ကံတိအပင်ကြိဆိုပြီးဇက်ပြီးသွားနေတာ။မှန်ပါ။သူ့တဲ့သွန့်ပြီဒီဘက်ညံ့တာနဲ့ဒီဘက်ပြေးသွားတယ်။မောင်နဲ့သူတောင်းလိုက်ရတယ်ညံ့တာနဲ့ဟုတ်ပဲပြေးတာညံ့တာနဲ့ပဲစစ်တဲ့ဆုံးနဲ့မိစ္ဆာနဲ့ပြေးတာမှန်ပါ ဘောပါလားအဲဒါဖြင့်ဓရမတို့ရင့်ပေါ်ရရေးဟာကစွတ်တို့ရေးမှန်ပါဘုရားနိဗ္ဗာန်ရဖို့အရေးရတာစွတ်တို့နဲ့ဘာမှမဆိုင်ဘူးသူရင်းရသူ့ဟာသူကူးလို့မှန်ပါဘုရားသဘောပါကြလားသူရင်းရသူ့ဟာသူကူးလို့ပဲဆိုတာလို့သမားတွေပြောပါဖြင့်အကူရေးပြီးဖတ်လို့ဆံပါမှန်ပါဘုရားသဘောပါကြလားရင့်ပေါ်ရကဖြင့်စွတ်တို့တာဝန်မှန်ပါဘုရား နိဗ္ဗာန်ပဲကိုယ်ရနိဗ္ဗာန်ရောက်ရတာကတော့ဉာဏ်ကြီးတောင်းမှန်ပါဘူးဉာဏ်ကလည်းဒကာတော်ကနိဗ္ဗာန်ပဲကိုကူးသွားမှန်ပါဘူးဒီပြဆုံးပြီးဒကာကသရက်ကူးသွားမှန်ပါဘူးအဲဖြစ်တဲ့ဆုံးတဲ့ဈေးသံဘာဝမို့သူခေါ်ဈေးသံတို့ဖြစ်ပြန်သွားလိမ့်ဘူပါသောမရှိရဖြစ်သောနိဗ္ဗာန်ပဲကိုဘောကြအဲ့ဒီလေကိုဒီညာကူးပါလိမ့်ဒါဖြင့်သူပဲချိန်ကြမှာကူးမှာတော့ ိုကိုယ့်အဆူရဲ့မှာသူကူးမယ်ဆိုလို့ရှင်လို့မရပါဘူးတကယ်ကြဒီဉာဏ်ရဲ့မှာဒီဉာဏ်ကဖြစ်တဲ့ကိုအမြင်ရဲ့မှာအမြင်များလို့ပြန်ပါမှာဖြစ်တဲ့မရှိတဲ့ဆိုင်ကူးမယ်နာမရူပပရိစ္ဆေကကျမ်းကမှန်ပါဘူးမောင်နေသဘောကျမှန်ပါဘူးအဲ့တော့နာမရပြိစ္ဆာကျမ်းကပဲတဲ့ရက်မှကူးမယ်ဆိုတာတရားဓမ္မကြီးမှတ်မိကြမှတ်မိပါဘူးဖြစ်ပြနေနေညာရက်ပါမှာ ဖြစ်တဲ့ဆုံးတဲ့နိဗ္ဗာန်ကိုအဲ့ဒါငါ့ဘုရားဓမ္မတွေသမင်းများနားနဲ့ယနေ့မထောင်ပါနဲ့သမဏလေးကြည့်ရဲနားလည်းကြားရလားဘုရားဖြစ်ဖြစ်ဒီနေ့ဆရာပြောတာသမဏမညာဘောရီတော်ဆိုသမောပါပြီးတော့လည်းပေါင်းချက်ကလေးတွေကြီးပဲပြောနေတယ်ဆိုတာကိုလည်းသိထားပါသမဏဖြစ်ဖြစ်ဒီညာလို့ဆွေးနေရင်ဆိုလို့ရှိရင်ဖြင့်နာစိတ်နေပြီလို့လည်းမလားရှင်နဲ့ မှန်ပါငာနီးပြီဆိုတာလားမှန်ပါလာရင်သရုပ်ကဝိဇ္ဇာပြောင်းမှန်ပါလာရင်သရုပ်ကဝိဇ္ဇာပါတော့မှန်ပါပြောင်းအုပ်သွားတဲ့တွေ့တတ္တိယပြန်ပြမှန်ပါပရိစ္ဆေကတော့ပြန်ကောက်အောင်မကောက်အောင်ကောက်အောင်အလုံးကြီးလို့ရပြီမှာအောက်ပြန်ဆင်းလိုက်တဲ့စစ်တွေကကျဲနာပါဘူးမှန်ပါဘူးမနာဘူးလေဒီကံဒါဖြင့်တပည့်ရဲ့ဗျာလုံကြီးကြာလာပြောပါဆိုတော့ နာဥပပရိစ္ဆေကကျန်တာသူကျလာတာပါပါပရိပါဒသမိန်နေရောကွာနိစ္စတဲ့အစဉ်အတိုင်းကယဉ်ကျေးသမ္မာစီမင်းတို့ကဘယောကမဖြစ်သမ္မာနေတယ်မှန်ပါသဘောကျကြလူချင်းကလည်းဘယောကမဖြစ်ပါနဲ့ဒီဖြစ်တဲ့နမနဲ့ကယဉ်ကျေးပါစီတဲ့သဘောကျလားယဉ်ကျေးပါစီဆိုတော့သာသမန်ရေးသံပါန်ရေးဖြစ်တဲ့နမနဲ့ကအများကြီးတိုက်နေပြီမှန်ပါ သဘောပါရဗာနဲ့ဗာတိုက်ဉာဏ်ကြရင်ဒီကရနေလို့ရှိရင်ဖြင့်ဓမ္မမဆိုလို့ရှိရင်ဖြင့်တဲ့ဓမ္မလေးတဲ့ဒီကသူအစွမ်းကိုမြင်တယ်ဒီနေ့တစ်တဲ့ကိုမြင်ရတာအစွမ်းကိုမြင်တယ်ဒီနေ့ကြားတော့သူဟာခင်ဗျားတို့ကဘာမှဘယောကမကူအောင်သူ့ဟာဒီနေ့ကမှကူပါ့မယ် သဘောကြဉာဏ်ဉာဏ်ဒီသူ့နေတဲ့ညာသူ့အတူကြည့်တော့မှာပါဘာရမှာကူးမလဲဆိုလို့ချင်းပြန်ရတယ်သစ္စာမြင်မှုရင့်ကျဲမှသစ္စာဆုံးတဲ့ပဲကူးမယ်ပါပါကိုကူးတယ်လို့တော့မရပါဘူးအဲ့ဒါဘုန်းကြီးကသတိပေးလိုက်ဘုရားဓမ္မကကိုရရင်တော့မရဘူးပါပါရရင်တော့ဒီကျွန်တော်ဘောအောက်ကျသွားလိမ့်မယ်ပါပါဘာလို့လဲကျသွားမလဲဆိုလို့ချင်းပြန်နားရောမှာတက်နေမှာသုံးပြန်ဆင်းသွားပါပါ သဘောကျငါရောက်ပါသေးပြီလားသေပါပြီဒီကမ္ဘာပဲပြန်ဆင်းသုံးအဲသုံးပြန်ဆင်းသွားတဲ့ပုဂ္ဂိုလ်သုံးကိုပြန်လိုက်ရတော့မယ်ပြန်လို့ရတော့မယ်ဆိုတော့ဆရာကူကြီးစောစောကပြောခဲ့ပါပြီမပြောရဘူးလားဘိုင်းတော်လူသေးသေးကြာကြာသိတော့မှဆရာဓမ္မကလေးနာပါလားအရေးကြီးတယ်ရှိသေးပါ